ားလုံးပဲမင်္ဂလာပါ GDS Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရင် One Friday 5101ပြိုင်ပွဲမှာထိုးတက်သွားခဲ့တဲ့မြန်မာ Fighter နှစ်ဦးမှာတော့တွင်းလင်းထက်ကပြိုင်ဘက်ကိုအမှန်နဲ့ကိုအနိုင်ယူနိုင်ခဲ့ပြီးတော့ အဲမွေကတော့အမှတ်နဲ့ကိုမှရှုံးနေသွားခဲ့ရပါတယ်။ရှုံးနေခဲ့ရတဲ့အဲမွေဟာဆိုရင်လေကြိုက်ပွဲဝင်စိတ်တက်ကိုပြသသွားနိုင်ခဲ့ပြီးတော့ One Friday Fight 101ရဲ့အကောင်းဆုံးပွဲလို့တော့မှတမန်ရလောက်တဲ့ပွဲမျိုးဖြစ်အောင်လို့ထိုးတက်ပြသွားခဲ့ပါတယ်။အဲမွေကတော့ဒီပွဲမှာသူ့ရဲ့ကြောက်ဖို့ကောင်းလောက်တဲ့ခန္ဓာရည်ကိုထုတ်ပြသွားနိုင်ခဲ့ပေမဲ့လို့ပညာပိုင်းမှာတော့ပြိုင်ဘက်ကိုမရှင်းနိုင်ခဲ့ပါဘူး။ပထမအခြေကားတွေပဲပြိုင်ဘက်ရဲ့တထောင်ရိုက်ချက်ကြောင့်နှစ်ထင်ကွဲသွားခဲ့ပြီးတော့သူတွေကလည်းတော်တော်လေးကိုမှထွက်နေခဲ့ပါတယ်။ တွေးတဲ့တရေရဖြစ်နေတာတော့မှအင်းဝေကပြိုင်ဘက်ကိုတိုက်စစ်ဖွင့်ပြီးတော့လိုက်ထိုးပြသွားပါသေးတယ်။ဒါပေမဲ့လည်းလျှင်မြန်မှုပိုင်းမှာပူတာတဲ့ပြိုင်ဘက်ကလည်းလက်တီးထိုးချက်တွေပိုထွက်ခဲ့ပြီးတော့နောက်ပိုင်းခြေရင်းမလေးတထောင်ရိုက်ချက်တွေနဲ့ဆက်လက်ပြရပြသွားခဲ့ပါပြီ။ဒီလောက်ထိအထိနာနေခဲ့တာတော့မှနောက်တောင်းတစ်ချိန်မှမပေးရတဲ့အထိကိုအင်းဝေကလည်းမာကုန်ပြသွားနိုင်ခဲ့ပါပြီ။နောက်ဆုံးမှတော့အမှတ်ပေးတိုင်တွေကအသာစီးထိုးနိုင်ခဲ့တဲ့အဟာဖက်ကော်တုံကိုပဲအနိုင်ပေးလိုက်ကြပါပြီ။တကယ်တမ်းဆိုရင်တော့ဒီပွဲမျိုးကလည်း Fighter the Night အနေနဲ့ကိုမှတက်မှတ်ပြီးတော့ Fighter 2ရာစလုံးကို bonus ပေးတင်တဲ့ပွဲမျိုးလည်းဖြစ်ပါပြီ။ မြန်မာပရိသတ်တွေကဝမ်ချန်ပီယံရှစ်ဘက်ကပို့ပြီးတော့သဘောကျသွားရလောက်အောင်ချီကိုတာဝန်ချခဲ့ကြပါတယ်။ဒီဘက်မှာမြန်မာပရိသတ်တွေကတခဲနဲ့ကိုလာရောက်အားပေးခဲ့ကြတယ်လို့ရှုံးနေခဲ့ပေမဲ့လည်းအဲမွေနမယ်ကိုအော်ဟစ်ပြီးတော့အားပေးသွားခဲ့ကြတာပဲဖြစ်ပါတယ်။ဒီချက်ကြောင့်လည်းဝမ်ချန်ပီယံရှစ်ကမြန်မာဖိုက်တာတွေကိုဇက်တိုက်ပွဲပေးပြီးတော့မြန်မာပရိသတ်တွေကိုလည်းအားထားနေရသေးတာဖြစ်ပါတယ်။ အခုဆိုရင်တော့ MV ဟာဝမ်းချမ်ပီယံရှစ်မှာ၄ပွဲထိုးတက်ပြီးရမှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးဆိုတဲ့ရလဒ်မျိုးကိုပိုင်ဆိုင်ထားပါရင်ရလဒ်ပိုင်းကအရင်မကောင်းနေဘူးဆိုပေမဲ့လို့သူကတော့ပရိတ်တက်ကြိုက်ကိုစွမ်းဆောင်ရည်မျိုးကိုပြထားနိုင်ခဲ့ပါရင်ပြီးခဲ့တဲ့ပွဲတုန်းကလည်းဘူဂါဆဲတို့ကိုနေနေရကားနေမှာကမ်ဘက်လာနိုင်ခဲ့ပြီးတော့အလဲထိုးပြသွားခဲ့တယ်လို့အခုထိုးတက်ခဲ့တဲ့ဟာဗတ်ဂေါ်ဒွန်ရဲ့ပွဲကလည်းပရိတ်တက်တွေကိုဖျော့ဖြေမှုပေးသွားနိုင်ပါရင်ဒီလိုမျိုးဖျော့ဖြေမှုပေးနိုင်တဲ့ထိုးတက်ပုံမျိုးကိုဝမ်းချမ်ပီယံရှစ်ကလည်းသဘောကျပါရင်ဒါကြောင့်မလို့ဝမ်းချမ်ပီယံရှစ်ကအိမ်ွေကိုတေချာပေါအခွင့်ရထပ်ပေးအောင်မှဖြစ်ပြီးတော့ တိတ်ကြကြီးမဆောင်ရပဲပွဲလဲပြန်ရလာနိုင်ပါရင် MW နဲ့ Gordon တို့ပွဲမတိုင်ခင်ကလည်း MW ရဲ့ပြိုင်ဘက်ဟောင်း Mugase တို့က MW ကိုမချေပွဲထိုးဖို့အတွက်ကိုစင်ခေါ်သွားခဲ့ပါရင်သူအနေနဲ့ MW ကိုအသာစီးယူထားနိုင်ပြီးမှပြန်လဲရှုံသွားတဲ့ပုံမှာခူးထစ်ကိုမှမချေမနဲ့ဖြစ်နေပုံရပါရင်ရှုံနေခဲ့တာနဲ့ပတ်သက်ပြီးတော့စင်ကြီးတွေမပေးချင်ပါဘူးဒါပေမဲ့လို့ကျွန်တော်သူ့ကိုအနိုင်ယူနိုင်မယ်ဆိုတာတော့ယုံကြည်တယ်မချေပွဲထိုးပြီးတော့သူ့ကိုရှုံပွဲပြန်ဆက်ချင်ပါရင်ကျွန်တော်ရဲ့နောက်ပွဲက MW နဲ့ပဲဖြစ်ချင်ပါတယ်ဆိုပြီးတော့ Mugase တို့ကလည်းလူမှုကွန်ရက်ကနေပြောသွားတာပဲဖြစ်ပါရင် ။မူဂန်ဆေတိုအနေနဲ့ကတော့မကြေပွဲထိုးဖို့အခိုင်အမာဆိုထားခဲ့တာကြောင့်ဝမ်ချမ်ပီယံရှစ်ကိုလည်းတောင်းဆိုသွားဖို့ရှိနေပါပြီ။ဒါကြောင့်မလို့အဲမွေနဲ့ဆေတိုတို့ရဲ့မကြေပွဲကလည်းဖြစ်လာနိုင်ခြင်းရှိနေခဲ့ပါပြီ။မကြေပွဲဖြစ်လာမယ်ဆိုရင်ရောအဲမွေကပဲထပ်ပြီးတော့အနိုင်ယူပြနိုင်အောင်မလဲ။မူဂန်ဆေတိုကတော့ရှုံးချွေးပြန်ဆက်သွားနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာလည်းဖြစ်ပါပြီ။နောက်ထပ်မြန်မာဖိုက်တာတအုပ်ဖြစ်တဲ့တွေးလင်ထက်ကတော့ပရိသတ်တွေကျင်းနှဲလောင်းမဲ့ရာလတ်မျိုးယူပြသွားနိုင်ပါပြီ။ တွင်းလက်ထက်ဒီပွဲမှာခြေကန်ချက်တွေကိုလည်းတုံးပြသွားခဲ့တယ်ဆိုပေမဲ့လို့လက်တီထိုးချက်ပိုင်းမှာဒီချက်ပို့ပြီးတော့တက်ရက်ဖို့လိုအပ်နေပါတယ်လက်တီထိုးချက်တွေရာကတော့ပြိုင်ဘက်ကတော့ထိချက်ပို့တာခဲ့ပြီးတော့တွင်းလက်ထက်ကတော့အလေလွင့်ကိုများခဲ့ရတာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီနေ့နဲ့လည်းပွဲအတွင်းမှာဒီချက်ပို့ပြီးတော့အာယုံဆူဆိုက်တင်တယ်လို့လည်းထင်ပါတယ် လူလားပဲနဲ့မာကုံပြတာတွေမောင်မီဆွဲတင်တာတွေကအနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်ဒီပွဲအတွက်ကိုမှဖြစ်ဖြစ်သွားခဲ့တာကတော့တွင်းလင်းထက်ရဲ့ spinning buffet နှစ်ကြိမ်ပဲဖြစ်ပါတယ်ဒုတိယချီနဲ့တတိယချီတွေမှာတွင်းလင်းထက်တုံးလိုက်တဲ့ spinning buffet နှစ်ကြိမ်လုံးကအောင်မြင်ခဲ့ပြီးတော့ပြိုင်ဘက်ကလည်း knock down ကျသွားစေခဲ့ပါတယ်တတိယချီနောက်ပိုင်းမှာတော့ပြိုင်ဘက်ကအတင်းလိုက်ချိုးပေမဲ့တွင်းလင်းထက်ကတော့ထင်ကစားရင်းနဲ့အမှတ်နဲ့ကိုအနိုင်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်တွင်းလင်းထက်ကတော့ one champion ship မှာ၄ပွဲထိုးတက်ထားပြီးတော့၃ပွဲနဲ့တစ်ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ record ကောင်းကောင်းကိုတိစောက်ထားနိုင်ပြီလေဖြစ်ပါတယ် မြန်မာပရိသတ်တွေအတွက်မျှော်လင့်စရာဖိုက်တာတူလို့လည်းပြောလို့ရပါတယ်မြန်မာဈေးကွက်ကိုအားကိုးနေရတဲ့ဝမ်ချက်ပြည့်ရှိကမြန်မာဖိုက်တာတွေကိုစက်တိုက်ပွဲထုတ်နေခဲ့တာကြောင့်တွင်းလင်းထက်ကလည်းတိတ်မကြခင်မှာပဲပွဲပြန်ပြီးတော့ရလာနိုင်ပါပြီ။ဒါပေမဲ့လို့စိုးရင်စရာရှိတာကမြန်မာဖိုက်တာတွေဆိုရင်ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ပဲပေးတွေ့တဲ့အချက်ပဲဖြစ်ပါပြီ။ Friday Fight 101မှာအဲမွေနဲ့ပွဲကယ်ပေးခဲ့တဲ့ဂေါ်ဒွန်ဘိုးဆိုရင်လည်းအရွယ်နဲ့မလိုက်ပေမဲ့မွေထိုင်းပိုင်းမှာတော်တော်လေးကိုပညာပြေဝနေခဲ့ပြီးတော့ထိုင်းဖိုက်တာတွေကတော့မှပြန်ကြောင်းနေရတဲ့ဖိုက်တာတွေပါ။ အဲ့ဒီလိုပဲတွင်းလင်းထက်ကိုလည်းဝမ်ချန်ပီယံရှစ်ကနောက်ပွဲမှာခက်ခဲတဲ့ပြန်ပွဲမျိုးနဲ့ကိုပွဲတက်ပေးလာနိုင်ခြင်းလည်းရှိနေပါသေး ဘလူးမျိုးဖိုက်တာမျိုးပဲလက်လာရင်ဆိုင်နိုင်မှုအတွက်ကိုလိုအပ်ချက်တွေကိုပြန်ဖြစ်ရင်လည်းပြင်ဆင်ထားတာကတော့အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။ Friday 5 101ပြန်ဝင်မှာဆိုရင်တော့တွေးတက်ဝင်လိုက်ရဲ့ပြိုင်ပတ်ဟောင်းခုံစည်းရဲ့တွဲဆိုင်လည်းပါဝင်လာနိုင်ပါရင်တွေးတက်ဝင်လိုက်ကိုအနိုင်ယူရဲ့ပြီးမှာတော့ရှုပ်ပွဲပြန်ကြုံထားရတဲ့ခုံစုကတော့ဒီပွဲမှာအလဲထိုးနဲ့အနိုင်ယူပြီးတော့နှစ်ပွဲဆက်ကိုနိုင်ပွဲယူသွားနိုင်ခဲ့တာလည်းဖြစ်ပါရင်ဒီဘက်မှာခွန်ဆူနဲ့ပွဲကျက်ပေးထားခဲ့တဲ့ဖိုက်တာကတော့အသက်16နှစ်သားရှိနေတဲ့ဘိုဟေ့စ်ဘတ်ဆိုတဲ့ဥစ်ဘက်ကစ္စတန်နိုင်ငံသားဖိုက်တာပဲဖြစ်ပါ යි ။ သူကတော့ဝမ်ချမ်ပီယံရှစ်မှာကုမပထမဦးဆုံးပွဲအနေနဲ့ကိုထိုးတက်သွားခဲ့တာလည်းဖြစ်ပါတယ်။သူကတော့2022ခုနှစ်ရဲ့ IFMA ချန်ပီယံတရားဆိုပေမဲ့လို့ဝမ်ချမ်ပီယံရှစ်အဖွင့်ပွဲမှာတော့ရလတ်ကောင်းအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။တွေ့တဲ့ဝင်လိုက်တဲ့ပွဲတော့ကလည်းခွန်စုကခြေကန်ကျက်အားပြုတဲ့ဖိုက်တာဆိုတာအလုံးအတည်ပဲဖြစ်ပါတယ်။သူရဲ့ခြေကန်ကျက်တွေကတော့တွေ့တဲ့ကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီးတော့ဘာမှကိုမပြန်မတုတ်ပြန်နိုင်လောက်တဲ့ထိကိုဖြစ်စေခဲ့ပါတယ်။ခြေကန်ကျက်တွေကြောင့်ပဲတွေ့တဲ့ကိုအမှတ်နဲ့ကိုမှအနိုင်ယူနိုင်ခဲ့တာပါ။ဒါပေမဲ့လို့ခြေကန်ချက်တွေကပဲအပြုတ်လွန်တာကြောင့်အလုံးမဖြစ်ဘူးဆိုတာဒုတိယမြောက်ပွဲကလည်းတည်လိုက်ရပါတယ်။ ဒီဘက်မှဆိုရင်လည်းခွန်စုကခြေကန်ချက်တွေကိုတိတ်မတုံးတော့ပဲနဲ့လက်တီထိုးချက်ပိုင်းကလည်းတိုးတက်လာတာကိုတွေ့ရပါတယ်။တတိယမြောက်ချီမှာတော့ပြိုင်ပွဲရဲ့ဘယ်ဝိုက်ဝင်လာတဲ့ချိန်မှာခွန်စုကလည်းဘယ်ဝိုက်နဲ့ကောင်တာကိုပြန်ထိုးခဲ့တာကချိန်တားကိုက်ကိုဖြစ်သွားခဲ့ပါတယ်။ပြန်ဘက်ကတော့ဂျောကိုတက်တက်မိသွားတာကြောင့်အယုတ်ဂျိုးပြက်ကိုလဲကျသွားခဲ့ရပြီးတော့တခါရဲကိုမှအလဲထိုးတဲ့ကိုအနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါရင်ဒါကတော့ခွန်ဆူအတွက်ကိုဝမ်ချန်ပီယံရှစ်မှာပထမအဦးဆုံးအလဲထိုးတဲ့အနေနဲ့ကိုမှနိုင်ပွဲဖြစ်ခဲ့ပြီးတော့သူ့အနေနဲ့ဝမ်ချန်ပီယံရှစ်မှာဘယ်လောက်ထိတောင်မှအောင်မြင်နိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါရင် 1 Friday 5 101ကတော့မြန်မာ fighter နှစ်ယောက်ရဲ့တွဲဆိုင်နေပြင်မြန်မာ fighter တွေနဲ့ထိုးပူတဲ့ပြိုင်ပတ်ဟောင်းတွေလည်းပြန်ပါလာတဲ့ပွဲတစ်ပွဲလို့ဆိုရမှာပါ Surrey နဲ့ပြိုင်ပတ်ဟောင်းဖြစ်တဲ့ပဝီချီကလည်းဒီပွဲမှာပြန်ပါလာခဲ့ပါတယ်ပဝီချီဟာပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက Surrey နဲ့ထိုးတက်ခဲ့ပြီးတော့အမှတ်နဲ့ကိုရှုံထားခဲ့တာပဲဖြစ်ပါတယ်ဒီပွဲမှာတော့ 1Championship ကသူကို Thai Fighter တူပဲဖြစ်တဲ့ York နဲ့ကိုမှပွဲတည်ပေးလာခဲ့တာပဲဖြစ်ပါတယ် ပဝေချေကတော့ဝမ်ချမ်ပီယံရှစ်မှာ၃ပွဲနိုင်၄ပွဲရှုံးရလက်ဖြစ်နေလို့ရလက်ပိုင်းကတော့အားရစရာကောင်းမနေခဲ့ပါဘူး။ဒါကြောင့်မလို့ဒီပွဲမှာတော့သူ့အနေနဲ့အနိုင်ရလက်ကိုရယူနိုင်ဖို့လိုအပ်နေခဲ့တာပဲဖြစ်ပါပြီ။ဒီဘက်ကတော့ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ပွဲကောင်းတစ်ပွဲတော့မဖြစ်ခဲ့ပါဘူး။စိုက်ထိုးပြိုင်ထိုးမတွေ့ရပဲနဲ့ပူးကက်ရင်းနဲ့ပဲအချိန်ကုန်နေခဲ့ရတာဖြစ်ပါပြီ။အဒီကကတော့ပဝီချစ်ရဲ့ပြိုင်ဘက်ကစိုက်မထိုးပဲနဲ့အတင်းပူးကက်ဖို့ပဲကြိုးစားနေခဲ့တာဖြစ်ပါပြီ။တတိယချီမှာတော့ပဝီချစ်ကလည်းဖွင့်ထိုးလာပေမဲ့လို့ပြိုင်ဘက်ကတော့အတင်းဖက်နေတာကြောင့်ဘာမှကိုမှလုံးဖွင့်ကိုမရလိုက်ပါဘူး။ ။ဒါဆိုမှတော့ထိုးချက်ပူတာကလို့ချုပ်တူးတွေပူသုံးသွားနိုင်ခဲ့တဲ့ပဝီချစ်ကိုပဲအမှတ်ပေးထန်တွေကအနိုင်ပေးလိုက်ကြပါ යි ။ပဝီချစ်တွေကတော့ဒီပွဲတာရှုံးလိုက်မယ်ဆိုရင်တော့ဝမ်းမဆက်ထိုးရဖို့တော့မတေချာတဲ့အနေအထားဖြစ်သွားနိုင်ပေမယ့်နိုင်ပွဲပြန်ရလိုက်တာကြောင့်ဆက်လက်မျှော်လင့်လို့ရနေပါသေးတယ်။အပြင်လို့ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲတော့မဖြစ်ခဲ့ပေနဲ့ပြန်ဘက်ကတော့လွယ်ကူလွန်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါ යි ။ပဝီချစ်ရဲ့ပြန်ပဲရောက်ပါလေခုမှဝမ်းချက်ပြရဲ့ရှစ်မှာပွဲဥထွက်နေတဲ့ကိုကထိုးတက်ခဲ့တာဖြစ်ပါ යි ။ပွဲဥထွက်မှာရှုံးပွဲကြုံရတာကပြဿနာမဟုတ်ပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကတော့ဝေဖန်ချက်စရာဖြစ်နေခဲ့ပါ යි ။ စိုက်မထိုးဘဲနဲ့အတင်းပုတ်ကပ်ဖို့ကြိုးစားတာကလည်းရုတ်ပြတ်သွားခဲ့ရပါတယ်။နောက်ပိုင်းမှာတော့တစ်ချက်တလေတော့မှပြန်ထိုးဖို့မကြိုးစားဘဲဝင်လာတာနဲ့ကိုမှအတင်းဖန့်နေခဲ့တာပါ။တတိယအချိန်မှာတက်လုံကျသွားပြီးတော့အချင်းတွေကတော့ပိုဆိုးသွားခဲ့ရပါတယ်။ဒါကြောင့်သူကတော့ဝမ်ချန်ပီယံရှစ်မှာပွဲဆက်ရဖို့မတည်ကြတဲ့အနေအထားမျိုးတောင်မှရှိသွားခဲ့ရတယ်လို့မြင်ပါတယ်။ဝမ်ချန်ပီယံရှစ်ကတော့တာခေရုနဲ့တန်စင်တို့ကိုပွဲတက်ပေးလိုက်တော့ကပရိသတ်တွေကြားမှာလည်းအမြင်တွေမျိုးမျိုးကိုကွဲပြားသွားခဲ့ရပါတယ်။ တာဂက်ရူးဆိုတာကကေဘောင်စင်ပိုင်းမှာကဘာစင်ရှိတဲ့ fighter တယောက်ပဲဖြစ်ပါရင်ဒီလိုမျိုး fighter နဲ့အတွေ့အကြုံနှုတ်နယ်သေးတဲ့မြန်မာ fighter တန့်စင်ကိုသူတစ်ခါမှမထိုးဘူးတဲ့ကေဘောင်စင် အောက်မှာပွဲတက်ပေးလိုက်တာပဲဖြစ်ပါရင်ဒါကြောင့်လည်းတချို့ပရိသတ်တွေကတော့တန့်စင်အနေနဲ့ထိုးကြွေးခံလိုက်ရတယ်ဆိုပြီးတော့ထင်မြင်ခဲ့ကြပါရင်ဒီပွဲကိုလက်ခံပေးခဲ့တဲ့တန့်စင်ရဲ့ manager ကိုဖြိုးဝေကိုလည်းဝေဖန်မှုတွေလုပ်ခဲ့ကြပါသေးတယ်။လက်ရှိမှာတော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ manager ကိုဖြိုးဝေကပြန်လည်ဖြေရှင်းလာခဲ့ပါရင် ဝမ်ချမ်ပီယံရှစ်ဘက်ကတက်စင်ကိုတာခဲရုနဲ့ထိုးဖို့ကန်လန်ခဲ့တဲ့ချိန်မှာလဲစာချုပ်တစ်ခုကိုပါကန်လန်လာတဲ့ကြောင်းကိုပြိုးဝေကချပြသွားခဲ့ပါရင်အဲ့ဒီစာချုပ်ကဆိုလင်ကိုရခဲ့တဲ့ဒေါ်လာတသိန်းတဲ့စာချုပ်လောက်ထိကိုပါထိုးခြင်းမများဘူးဆိုရင်တော့ပါပုံမှန်1 Friday 5ပွဲတွေထပ်တော့တေချာပေါက်ကိုထိုးခြင်းပို့ရမယ်စာချုပ်မျိုးဖြစ်ပါရင်စာချုပ်ပါချက်လက်တွေကိုဖော်ပြခွင့်မရှိပေမဲ့ကိုပြိုးဝေကစာချုပ်ရဲ့မျက်နှာဖုံးကိုသူ့ရဲ့လူမှုကွန်ရက်ကနေကိုချပြသွားခဲ့ပါရင်ဒါကြောင့်မလို့တန်းစင်ဟာဝမ်ချမ်ပီယံရှစ်ရဲ့ exclusive စာချုပ်ချုပ်ပြီးတာ fighter တယောက်လုံးဖတ်ယူရမယ် fighter ပဲဖြစ်ပါရင် ။타케루နဲ့ပွဲပြီးနောက်ပွဲမှာဆိုရင်လေ1170လို့ပြိုင်ပွဲကြီးမှာဆက်ပြီးတော့ထိုးတက်ခဲ့ရပါတယ်။ဒါကြောင့်မလို့တန်းစင်ရဲ့နောက်ပွဲဟာ1 Friday Fight ပွဲမှာလည်းဖြစ်နိုင်တယ်လို့1 Friday Fighter ကိုပါတဆင့်မြင့်တဲ့ပွဲတွေမှာလည်းဖြစ်နိုင်ပါတယ်။တန်းစင်ကမကြခင်ဝမ်းမှာပြန်ထိုးရတော့မယ့်အကြောင်းကိုလည်းအသိပေးထားခဲ့ပါတယ်။တန်းစင်ရဲ့ပွဲကမတ်လာတွေမှာဒါမှမဟုတ်လာမယ့် April လတွေမှာဖြစ်လာဖို့ရှိနေပါတယ်။ တပွဲဆက်ကူမှာရှုံထားတဲ့တန့်စီကိုဝမ်းချက်ပြရချက်ကဘလို့ပြိုင်ပမျိုးနဲ့ကိုမှပွဲတည်ပေးမလဲဆိုတာကိုစိတ်ဝင်စားဖို့လည်းကောင်းနေပါတယ်။သူ့အတွက်ခက်ခဲမဲ့ပြိုင်ပမျိုးနဲ့ပဲပွဲတည်ပေးလာမလား။ဒါမှမဟုတ်နိုင်ပွဲပြန်ရအောင်လို့ဖန်တီးပေးသွားမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။တန့်စီအနေနဲ့ပေးခဲ့တဲ့ပွဲတွေကအပားတွေကိုတင်ငဲစာယူပြီးတော့လာမယ့်ပွဲမှာနိုင်ပွဲပြန်ယူဖို့လည်းလိုအပ်နေပြီဖြစ်ပါတယ်။ တန်စကားတွေကိုပြောင်းဝင်လာဖို့မတည်ကြတော့တဲ့ကော်နာမက်ဂရဂါဟာဆိုရင်မကြာသေးခင်ကပဲအင်ဖြူတော်ကိုအလက်ပတ်သွားရောက်ခဲ့ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကိုမှတွေ့ဆုံခဲ့ပါသေးတယ်။ကော်နာနေနဲ့ကတော့ထရန့်တို့နဲ့တွေ့ဆုံမှုရဲ့ပြီးမှာကော်နာမက်ဂရဂါကစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုလည်းပရိသတ်တွေစီကိုချပြလာခဲ့ပါတယ်။ဒါကတော့သူ့အနေနဲ့နိုင်ငံရေးလောကတွေကိုဝင်ရောက်တော့မယ်ဆိုတဲ့တဲ့ပဲဖြစ်ပါတယ်။တိုက်ခိုက်ရေးလောကနဲ့နိုင်ငံရေးလောကတွေကိုဝင်ခဲ့ကြသူတွေရှိခဲ့ပြီးတော့အခုကော်နာမက်ဂရဂါကသူ့ရဲ့မွေးရမြေအိုင်းလန်နိုင်ငံရဲ့သမ္မတဖြစ်လာဖို့အထိပါပြတ်မှတ်ထားနေပါတယ်။ ကနမဂရကာကတော့လက်ရှိအစိုးရရဲ့လုံဆောင်ပုံတွေကိုဝေဖန်ရင်းနဲ့ရွေးကောက်ပွဲကိုဝင်မဲ့အကြောင်းကိုလည်း Instagram ကနေကိုအတည်ပြုလာတာပဲဖြစ်ပါတယ်။အိုင်ယာလန်နိုင်ငံရဲ့ရွေးကောက်ပွဲကိုတော့လာမယ့်နိုဝင်ဘာလ17ရက်နေ့မှာကျင်းပသွားမှာလည်းဖြစ်ပါတယ်။ဂျာရင်ဘာရောကော်နာနေနဲ့ကိုမှရွေးကောက်ပွဲအတွက်ကိုမဲဆွယ်စည်းရုံးရေးတွေကိုလှုပ်သွားရမှာပါ။ကော်နာမဂရကာကတော့နိုင်ငံရေးလောကမှာအတွေ့အကြုံလုံးဝမရှိထားသေးသူတစ်ယောက်ဖြစ်ပါတယ်။သူကတော့အိုင်ယာလန်မှာပရိသတ်အားပေးဖို့အခိုင်အမာရရှိထားတဲ့သူဆိုပေမဲ့လို့တမရနေရပေးရလောက်တဲ့အချက်ကိုပြည်သူတွေကတော့ယုံကြည်ပါမလားဆိုတာကတော့စဉ်းစားစရာဖြစ်လာပါတယ်။ ရွေးကောက်ပွဲကတော့ယခုနှစ်အကုန်မှာပြီးမှဖြစ်ပြီးတော့အတေချာဆုံးကတော့ဒီနှစ်ကုန်ထိကိုကော်နာပွဲပြတ်မထိုးဘူးဆိုတာပဲဖြစ်ပါတယ်။တကယ်လို့များရွေးကောက်ပွဲမှာအနိုင်ရသွားခဲ့ရင်လည်းနိုင်ငံရေးလှုပ်တွေကိုဆက်ပြီးတော့လှုပ်တော့မှာဖြစ်တာကြောင့်ပွဲပြတ်ထိုးနိုင်တော့မှလည်းမဟုတ်ပါဘူး။ဒါမဲ့နေဆိုရင်တော့ကော်နာရဲ့အတက်ကလည်း38နှစ်ပြည့်တော့မှလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့နိုင်ငံရေးဘက်ကိုခြေလန်းစာလန်လိုက်တာဟာကော်နာကိုတန်စကားထဲမှာပြင်မမြင်ရဖို့အတွက်ကိုပိုတေချာသွားစေခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ဒီကနေ့ရတက်ဆက်မှုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။လာမယ့်နှစ်ရက်တွေမှာလည်းအင်္ဂါစာလောကရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကိုလည်း like နဲ့ subscribe လေးလုပ်ထားပေးကြဖို့တောင်းဆိုပါတယ်။အားလုံးပဲတာယာပျော်ရွှင်ပွဲရာကောင်းတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။